ယူကရိန်းမှာနေစင်းနဲ့မျှရဲရဲနဲ့လူတွေဟာရုရှားကျူးကျော်သူတွေကနေသူတို့ရဲ့အမိမြေကိုကာကွယ်ဖို့တိုက်ပွဲဝင်နေကြပါတယ်။သူတို့ဟာဒီရွေချက်အတွက်အသက်ကိုယ်တော်ဆွန့်လွှတ်နေကြပါတယ်။ကမ္ဘာပေါ်ကနိုင်ငံတွေရဲ့တက်မတော်အများစုဟာအမျိုးသားတွေဖြစ်ပေမဲ့အံ့ဖွယ်ကောင်းတဲ့အမျိုးသမီးတွေလည်းအများပြားရှိနေပြီးသူတို့ဟာစစ်ပွဲမှာပါဝင်တိုက်ခိုက်နေကြပါတယ်။၂023ခုနှစ်မှာယူကရိန်းမျိုးသမီးတွေနဲ့သာဖွဲ့စည်းထားတဲ့ဇလာမက်ဖ်ကတော်လှန်ရေးဖွဲ့တစ်ခုပေါ်လာခဲ့ပြီး အဲ့ဒီအဖွဲ့ဟာရုရှားရဲ့ကျူးကျော်မှုကိုရဲရဲဝံ့ဝံ့တိုက်ထုတ်နေခဲ့ပါတယ်။ဒီယူကရိန်းမျိုးသမီးတွေနဲ့ဖွဲ့စည်းထားတဲ့ဇလာမက်ဖ်ကာအဖွဲ့ဟာမကြာသေးခင်ကမှအကြီးမားဆုံးအောင်မြင်မှုတစ်ခုကိုပြုလုပ်နိုင်ခဲ့ပါတယ်။ရုရှားရဲ့အဓိကစစ်လက်နက်ပစ္စည်းတစ်ခုကိုဖျက်ဆီးလိုက်တာပါ။ဒီဖြစ်ရပ်ဟာမေလ31ရက်ညမှာဖြစ်ပွားခဲ့တာပါ။ယူကရိန်းရဲ့ရှေ့တောင်ပိုင်းကမဲလီတိုပိုနီးမှာရုရှားစစ်တပ်ရဲ့ရထားတစ်စင်းဟာစီဘူးနဲ့စားနပ်ရိက္ခာတွေတင်ဆောင်လာခဲ့ပါတယ်။ ဒီရထားဟာခရိုင်းမီးယားကျွန်းဆက်စီဥတီနေတာလို့ဆိုပါတယ်။ခရိုင်းမီးယားဟာတရားဝင်အဖြစ်ယူကရိန်းပိုင်ပေမဲ့2014ခုနှစ်ကတည်းကရုရှားတွေကသိမ်းပိုက်ထားပါတယ်။ဒါပေမဲ့ဒီရထားဟာခရိုင်းမီးယားကိုရောက်မသွားခဲ့ပါဘူး။လမ်းမှာဖောက်ခွဲဖြက်စီးခံလိုက်ရပါတယ်။မဲလီတိုဘိုကအမျိုးသမီးတွေနဲ့ဖွဲ့စည်းထားတဲ့ခုခံရေးအဖွဲ့ဇာလာမက်ဖ်ကာကဒီသတင်းကို Telegram post တစ်ခုမှာမျှဝေခဲ့ပါတယ်။ယူကရိန်းတပ်မတော်ရဲ့စစ်စင်ရေးအစီရင်ခံလာရာ ယာယီသိမ့်ပိုက်ထားတဲ့မဲလီတိုပိုခရိုင်မှာပြည်သူဒေါ်လာရေးတပ်ဖွဲ့တွေကကုန်နဲ့စီဘူးတွေတင်ဆောင်လာတဲ့ယထာတစင်းကိုအောင်မြင်စွာဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့အတည်ပြုထားပါတယ်။ဒီယထာဟာခရိုင်းမီးယားလို့ခေါ်တဲ့နေရာစီဥတီနေခဲ့တာပါ။အရေးကြီးတာကဇလာမက်ဖ်ကာကဒီတိုက်ခိုက်မှုအတွက်တာဝန်ယူတယ်လို့အတိအကျမပြောခဲ့ပါဘူး။ဒါပေမဲ့ post မှာပြည်သူခုခံသူဆိုတဲ့စကားလုံးတုံးထားတာကဇလာမက်ဖ်ကာပါဝင်ပတ်သက်ခဲ့တယ်ဆိုတာထင်ရှားစေပါတယ်။ ဘသူကဒီဖောက်ခွဲမှုကိုလှုပ်ဆောင်ခဲ့ပါသည်။ဒါဟာယူကရိန်းလူမျိုးတွေအတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ။ရုရှားဟာဒီလိုယထားတွေကိုစစ်ပွဲအတွက်အားကိုးနေရပါတယ်။ဒီယထားတွေဟာအရေးကြီးတဲ့ထောက်ပံ့ရေးပစ္စည်းတွေနဲ့ကုန်တင်တွေကိုမြို့တစ်မြို့ကနေတစ်မြို့ဒေတာတစ်ခုကနေတစ်ခုစီအမြန်ဆုံးနဲ့အထည်ရောက်ဆုံးတည်ယူပို့ဆောင်ပေးပါတယ်။လက်နက်ခဲယံစားနဲ့ရိတ်ခါစီဘူးတွေကို တင်ပို့ပေးတာပါ။ဒီလိုယထားသင်းကိုဖောက်ခွဲဖြက်စီးလိုက်တာဟာ စစ်ပွဲရဲ့အစိတ်အပိုင်းသေးသေးလေးတစ်ခုကိုထိခိုက်စေနိုင်ပြီးအခြားနေရာတွေမှာတက်ဆွဲထားတဲ့ရုရှားစစ်သားတွေလိုအပ်တဲ့အရင်းအမြစ်တွေမရရှိတော့တာကြောင့်ရုရှားရဲ့အစည်းအဝေးတွေကိုပြောင်းလဲရတာတိုက်ခိုက်မှုကိုနှောင့်နှေးတာဒါမှမဟုတ်နယ်မြေတစ်ခုကနေစုပ်ခွာရတာမျိုးဖြစ်လာနိုင်ပါတယ်ဒီတိုက်ခိုက်မှုဟာယူကရိန်းတရားဝင်တပ်မတော်ကမဟုတ်ပဲပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလှုပ်ဆောင်ခဲ့တာမလို့ဘလို့စီစဉ်ခဲ့တယ်ဘာတွေပါဝင်ခဲ့တယ်ဆိုတဲ့အသေးစိတ်အစီရင်ခံတာတွေမရှိပါဘူး ယူကရိန်းရဲ့ကာကွယ်ရေးထောက်လှမ်းရေး Telegram အကောင့်ကဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး post တစ်ခုမျှဝေခဲ့ပါတယ်။ Melodobo နီးကယထာလမ်းပေါ်က2025ခုနှစ်မေလ31ရက်နေ့မှာရုရှားရဲ့စစ်ကုန်တင်ယထာဒဇင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ဒီကုန်တင်ယထာဟာယာယီသိမ်းပိုက်ထားတဲ့ Crimea စီဥတီနေခဲ့တာပါလို့ရေးသားဖော်ပြခဲ့ပါတယ်။ယထာလမ်းပေါ်မှာဖြစ်ပွားတဲ့ပောက်ကွဲမှုကြောင့်စီဘူးတွေနဲ့ကုန်တွဲတွေပါတဲ့ယထာဟာလမ်းချော်ပြီးတိမ်းမှောက်သွားပါတယ်။ဒါကြောင့် ဇာပိုရီးယားဒေသနဲ့ခရိုင်းမီးယားမှာရုရှားတွေရဲ့အဓိကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းပြတ်တောက်သွားပါတယ်။ယထာလန်ပေါ်ပါလာတဲ့ရုရှားတွေကဖမ်းဆီးရေးအစီအစဉ်တစ်ခုကျင်းပခဲ့ပြီးရုရှားအဆောင်တပ်တွေကလူနေထူထပ်တဲ့နေရာတွေမှာရှာဖွေနေကြပါတယ်။စစ်ဆေးရေးဂိတ်တွေမှာဝင်ထွက်သူအလုံးကို အထူးဂရုတစိုက်စစ်ဆေးနေပါတယ်။ယူကရိန်းရဲ့ကာကွယ်ရေးထောင်လှမ်းရေး Telegram post ကတိုက်ခိုက်မှုရဲ့သဘောတဘာဝကိုသိမ့်မဖော်ပြထားပါဘူး။ဒါပေမဲ့ဒီတိုက်ခိုက်မှုဟာ ဂယုတဆိုင်ပြင်ဆင်ထားတဲ့မရှင်တစ်ခုဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သိမ်းပိုက်ခံထားရတဲ့နေမြေထဲမှာရုရှားယထာပေါ်ကိုဘုံတလုံးဒါမှမဟုတ်ပောက်ကွဲစေတဲ့ကိရိယာတစ်ခုခု တင်တယ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။အထူးသဖြင့်တော်လန်ရေးတပ်ဖွဲ့အတွက်ဆိုရင်ယူကရိန်းတပ်မတော်လိုအစင်မြင့်စစ်လက်နက်ပစ္စည်းတွေစောင့်ကြည့်ရေးစနစ်တွေမရှိပါဘူး။ဒါဟာယူကရိန်းမြေပြင်မှာရဲရင်တဲ့လူတွေရဲ့ထူးခဲ့တဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးဇလာမက်ကာလိုအဖွဲ့တွေက သူတို့ရဲ့နေမြေကိုကာဝယ်ဖို့မယုံနိုင်လောက်အောင် ကြိုးပမ်းတာကိုပြသနေပါဗျ။ဒီဇလာမက်ကာအဖွဲ့ရဲ့ဇလာဆိုတာယူကရိန်းဘာသာစကားမှာဆိုးရုပ်တယ်လို့အတိတ်ပဲရပြီးမက်ကာကတော့ယူကရိန်းရွေးရာပုံမြင်တဲ့ဒဏ္ဍာရီတွေကအမျိုးသမီးဝိညာဉ်တစ်ခုရဲ့နာမည်ပါ။မက်ကာဝိညာဉ်တွေဟာစိတ်မကောင်းကြရာဇလန်နဲ့အချိန်မတိုင်ခင်သေဆုံးသွားတဲ့မိန်းကလေးတွေရဲ့ဝိညာဉ်တွေကနေဖြစ်ပေါ်လာတယ်လို့ဆိုကြပါတယ်။သူတို့ဟာတောထဲမှာနေထိုင်ပြီးလှပတဲ့သပင်ရှည်မျိုးသမီးပုံစံနဲ့အမျိုးသားတွေကိုဖျားယောင်းတွေးဆောင်ပြီး သိစေတယ်လို့ဆိုပါတယ်။ဒါဟာယူကရိန်းတော်လှန်တပ်ဖွဲ့ရဲ့အမျိုးသမီးစွမ်းအားအတွက်တင့်တော်ရဲ့နာမည်တစ်ခုပါ။ဒီဇလာမက်ဖကာတော်လှန်ရေးဖွဲ့ဟာ2023ခုနှစ်အစောပိုင်းမှာစတင်ဖွဲ့စည်းခဲ့ပြီးကျူးကျော်မှုစတင်ပြီးတစ်နှစ်လောက်ကြာမှဖြစ်ပေါ်လာတာပါ။တီထောင်သူသုံးဟာသူတို့ရဲ့ဇာတိမျိုးမှာရုရှားအလံတွေနဲ့ရုရှားစစ်သားတွေကိုဘဝင်လေဟပ်ပြီးလမ်းလျှောက်နေတာကိုမြင်ခဲ့ရတာကြောင့်စိတ်ထိခိုက်ခဲ့ကြပါဗျ။သူတို့တို့ဦးချင်းစီဟာရုရှားစန့်ကျင်ရေးလှုပ်ရှားမှုမျိုးမျိုးကို တက်တက်ကြွကြွထောက်ခံခဲ့ကြပြီမြဲမကြခင်မှာယူကရိန်းအမျိုးသမီးတွေရဲ့စွမ်းအားကိုကျူးကျော်သူတွေကို ပြသဖို့အမျိုးသမီးဗဟိုပြုအဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အဖွဲ့ရဲ့တီထောင်သူတွေဦးဖြစ်တဲ့မာဖကာဝမ်ကကျမတို့ရဲ့အမျိုးသမီးတွေဟာရဲရင်ပြီးတန်မာကြတယ်ဆိုတာကိုပြချင်ခဲ့ပါတယ်ဒီမှာသူတို့ကိုကျမတို့မြေကနေဘရော့မှမကြိုးစားပါဘူးလို့ရှင်းပြခဲ့ပါတယ်ဒါဟာ2022ခုနှစ်ကနေ2023ခုနှစ်လောက်ကာလမှာဖြစ်ခဲ့တာပါ ရုရှားစစ်သားတွေဟာယူကရိန်းမိန်းကလေးတွေကိုနိုင်ထက်စီးနှင်းဆက်ဆံခဲ့ကြပါတယ်။ဇလာမဖ်ကာဖွဲ့ရဲ့ပထမဆုံးစန့်ကျင်မှုလုပ်ရတဲ့ခုအနေနဲ့တီထောင်သူတွေကယူကရိန်းတောင်ပိုင်းကမဲလတိုပိုမြို့ထဲမှာစတစ်ကာတွေကပ်ခဲ့ကြပါတယ်။အဲဒီစတစ်ကာတွေမှာယူကရိန်းရိုးရာဝစ်စုံဝစ်စင်ထားတဲ့မိမပြိုတူဦးရဲ့ပုံတွေပါပြီးသူမဟာရုရှားစစ်သားရဲ့ခေါင်းပေါ်မှာပန်းစည်းနဲ့ရိုက်နေတဲ့ပုံဖြစ်ပါတယ်။ဆောင်မုတ်ကတော့ပန်းတွေမလိုချင်ဘူး။ကျမရဲ့ယူကရိန်းကိုလိုချင်တယ်လို့ဆိုလိုတာပါ။ ဒါဟာရုရှားစစ်သားတွေကနိုင်ငံတကာအမျိုးသမီးများနေမှာမြို့လန်းတွေထဲမှာအမျိုးသမီးတွေနဲ့မိန်းကလေးတွေကိုကျူးလစ်ပန်းတွေနဲ့တခြားပန်းတွေပေးဝေနေတာကိုတုံ့ပြန်တဲ့အနေနဲ့လုပ်ခဲ့တာပါ။အဲဒီနောက်ပိုင်းနှစ်တွေကုန်လို့မီကျူးကျော်မှုဆက်လက်ဖြစ်ပွားနေရင်မှာဇလာမဖ်ကာဖွဲ့ကခုခံမှုလုပ်ရက်တွေကိုပုံများလာအောင်လှုံ့ဆော်ခဲ့ပါတယ်။ဒီလုပ်ရက်တွေဟာအများအားဖြင့်အကြမ်းမဖက်ပေမဲ့ဂျန်သူကိုနှောက်ယှက်ဖြစ်စေပြီးစိတ်ပြက်အားငယ်စေဖို့အလွန်ထိရောက်ပါတယ်။ အဲ့ဒီလောက်ရက်တွေထဲမှာစတစ်ကာလှုပ်ရှားမှုတွေဆရာတက်ဖွဲ့ဆောင်မုန်းတဲ့ပုံတွေပါတဲ့ပိုစတာတွေကတ်တာလက်ကမ်းစာဆောင်တွေဖြန့်ဝေတာဒါမှမ္ုတ်ရုရှားသိမ်းပိုက်သူတွေကိုဝမ်းနှုတ်ဆေးထည့်ထားတဲ့အစားအသောက်နဲ့တောက်ဆရာတွေနဲ့အစိတ်ခတ်တာတို့ပါဝင်ပါတယ်ဒီလှုပ်ရှားမှုတစ်ခုလုံးရဲ့အကြံဉာဏ်ဟာတကယ်တော့ဟာသားတစ်ခုကနေစတင်ခဲ့တာပါတီထောင်သူတို့ရဲ့ပြောပြချက်အရအစောပိုင်းဇလာမာဖကာအဖွဲ့တည်တည်လေးဟာတနေ့မှာအဖွဲ့ဝင်တယောက်ရဲ့မိဘကြောင့်နဲ့မှတွေ့ဆုံနေရင်တယောက်က ရုရှားသိမ်းပိုက်မှုကိုခုခံဖို့အဖွဲ့တစ်ခုတစ်ခုဖွဲ့စည်းရင်ရောလို့ဟာတာလို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာရည်စရာလို့ထင်ရပေမဲ့ဇလာမက်ဖ်ကာဟာအခုတော့အမှန်တကယ်နဲ့အစွမ်းထက်တဲ့တော်လန်ရေးတပ်ဖွဲ့တစ်ခုဖြစ်လာပါတယ်။ဇလာမက်ဖ်ကာဟာသူတို့ရင်ဆိုင်နေရတဲ့အခြေအနေရဲ့ပြင်းထန်မှုနဲ့ရုရှားတို့လုပ်ရတဲ့ကြောင်းဖြစ်လာနိုင်တဲ့ကြောက်စရာအကျိုးဆက်တွေရှိပေမဲ့ဒီအဖွဲ့ဟာသူ့ရဲ့တည်ရှိမှုတလျှောက်ခံယူချက်ကိုထိန်းထားနိုင်ခဲ့ပါတယ်။တကယ်တော့သူတို့ရဲ့နာမည်ကြီးနီးဗျူဟာတစ်ခုဖြစ်တဲ့ မက်ကာပတ်စံလို့နာမည်ပေးထားတဲ့နီးဗျူဟာမှာရုရှားရူဘယ်ငွေဆက်ကူအတုတွေကိုဖန်တီးပြီးရုရှားရဲ့အထိမ်းမက်နဲ့တင်ငေတရီနေရာမှာဇလာမက်ကာပုံတွေကိုထည့်သွင်းထားပါတယ်။ဒီငွေတုဆက်ကူတွေဟာယူကရိန်းတောင်ပိုင်းကမြို့တွေဖြစ်တဲ့မယ်လီတိုပို၊ဘရင့်ယန်စ်၊ကာကစ်၊စင်ဖာရူပိုစတဲ့နေရာတွေမှာပြန့်နှံ့သွားခဲ့ပါတယ်။တချို့ဆိုရင် နေဆက်ကိုကျော်ပြီးရုရှားရဲ့ကူဘန်ဒေတာတွေထိရောက်သွားတယ်လို့ဆိုကြပါတယ်။ ရုရှားတွေကဒီငွေငွေဆက်ကူအတုတွေကိုပထမဆုံးတွေ့လိုက်တဲ့အခါအတော်လေးဒေါသထွက်ခဲ့ကြပါတယ်။ဇလမ်ဘက်ကအဖွဲ့ကတော့သူတို့ရဲ့တုံ့ပြန်မှုတွေကိုမြင်ရတာအတော်ပြောစရာကောင်းတယ်လို့ဆိုပါတယ်။တီထောင်သူတို့ကလည်းရုရှားတွေကသူတို့ရဲ့လုပ်ရက်တွေကိုဘလောက်အလေးနက်ထားတုံ့ပြန်ခဲ့တယ်လဲ။အဲ့ဒီတုံ့ပြန်မှုကသူတို့ကိုဘလောက်ညံနေသလဲဆိုတာကိုဟာသလို့ပြောခဲ့ပါဗျ။ကျမတို့ဟာ90ရူဘယ်ငွေဆက်ကူတစ်ခုထုတ်ခဲ့ပါဗျ။ ရုရှားတွေကတော့ဒီလိုသိငယ်တဲ့ငွေဆက်ကူတန်မှုကသူတို့ရဲ့ဘန်စနစ်ကိုအနှောက်အယှက်ဖြစ်စေမှာမဟုတ်ဘူး။ရူဘယ်ရဲ့လဲပတ်မှုကိုထိခိုက်စေမှာမဟုတ်ဘူးလို့ပြောကြပါရယ်။ဒါပေမဲ့သူတို့ကိုပြည့်ရပြုတဲ့ကျမတို့ရဲ့လုပ်ရဟာအလေးနက်ထားရတဲ့အကြမ်းဖက်လုပ်ရတခုလို့တစိုက်ကတ်ခံလိုက်ရပါရယ်။ဇလာမဖ်ကာရဲ့နောက်ထပ်ထိရောက်တဲ့လှုပ်ရှားမှုတစ်ခုကတော့မဖ်ကာရဲ့မိဘကြောင့်လို့နာမည်ပေးထားတာပါ။ဒါဟာမျိုးသမီးတွေကရုရှားတွေကိုသူတို့စားတဲ့အစားအသောက်နဲ့ တောက်တဲ့အရာတွေမှာတတိထားဖို့ပိုစတာတွေကပ်ရာကနေစတင်ခဲ့တာပါအဲ့ဒီချိန်တုန်းကဇလာမဖ်ကာတို့ဟာအစားအသောက်ဒါမှမဟုတ်တောက်စရာတွေကိုတကယ်အစိတ်မခံခဲ့ပါဘူးဒါပေမဲ့ဒီပိုစတာတွေကရုရှားစစ်သားတို့ကိုဒေသခံအစားအသောက်တွေကိုစားဖို့ကြောက်လန့်စေခဲ့ပါတယ်နောက်ပိုင်းမှာဇလာမဖ်ကာအဖွဲ့ကရုရှားမိဘုံကြောင့်တခုတည်းကိုဝင်ရောက်ခွင့်ရခဲ့ပြီးအစားအသောက်တွေကိုဝမ်းနှုတ်ဆေးထည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ဇလာမာဖကာတို့ဟာအိမ်လုတ်ရက်ထဲမှာလဲဝမ်းသွားစေးအရေးကိုရောထည့်ခဲ့ပါတယ်။တီထောင်သူတို့ကဒီဗျူဟာကိုရှင်းပြရင်ရုရှားတွေကအိမ်တိုင်းအိမ်တိုင်းလှည့်လည်ပြီးအိမ်လုတ်အရေးဒါမှမဟုတ်အစားအသောက်တောင်းနေတဲ့အခါကျွန်မစဉ်းစားမိတာကဘာကြောင့်ဝမ်းလုတ်စေးခတ်တာမျိုးမလုပ်ကြည့်ရမှလဲလို့ပါ။ဒီလိုနဲ့မာဖကာရဲ့မိဖို့ကြောင့်ဆိုတဲ့အကြံဉာဏ်ပေါ်လာခဲ့တာပါ။လူတိုင်းကဒါကိုသဘောကျပြီးဒီလိုလုပ်ရက်တွေကိုတကယ်ကိုတက်ရောက်မှုရှိပါတယ်လို့ပြောပါရတယ်။ မက်ဖကာရဲ့မိဘကြောင့်လှုပ်ရှားမှုစတင်ပြီးကြတဲ့ကမဲလတိုဘိုဒေတာခံတွေကရုရှားတွေဟာသူတို့ကိုယ်တိုင်မပြင်ဆင်ထားတဲ့အစားအသောက်နဲ့တောက်ဆရာတွေကိုစားသုံးရမှာပို့ပြီးတရိပ်ထားလာခဲ့ကြပါဗျ။ဇလာမက်ဖကာအဖွဲ့ဟာသူတို့ရဲ့အပတ်စဉ်သတင်းစာကိုတောင်ထုတ်ဝေဖို့လုပ်နိုင်ခဲ့ပါဗျ။ဒီသတင်းစာဟာသတင်းအချက်လက်တွေဖြန့်ဝေဖို့နဲ့ရုရှားရဲ့ဝါဒဖြန့်ချိမှုနဲ့သတင်းမှားတွေကိုတံပြန်တိုက်ဖြတ်ဖို့ရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတာပါ။တီထောင်သူတို့ကဒီအကြံဉာဏ်ကို မယ်လီတိုဘိုအပြင်ဘက်ကတငယ်ချင်းတယောက်စီတွားရောက်လဲပတ်ပြီးနောက်ရခဲ့တာပါသူတို့ဟာယူကရိန်းအတွင်းမှာတော့လူတွေကရုရှားရေးသားထားတဲ့သတင်းတွေကိုဖတ်ပြီးကြားသမျှကိုယုံကြည်နေတာကိုသိရှိရလို့အံ့အားသင့်ခဲ့ပါတယ်တခြားရင်းမြစ်တွေကလည်းသတင်းရှာဖွေဖို့မကြိုးစားကြပါဘူးဒါကြောင့်သူတို့ကတံပြန်သတင်းအရင်းမြစ်တစ်ခုဖန်တီးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဇလာမက်ဖကာရူဟာယူကရိန်းတဝမ်းမှာဖြစ်ပွားနေတဲ့အရေးကြီးဖြစ်ရပ်တွေရဲ့အနှစ်ချုပ်ကိုစုစည်းပြီး ပုံနှိပ်ထုတ်ဝေထားတဲ့မိတူတွေကိုအများပြည်သူနေရာတွေမှာထားခဲ့တာဒါမှမဟုတ်စာတိုက်ပုံတွေတည်းထည့်ခဲ့ပါတယ်။ဒါအပြင်တရားဝင်ဇလာမဖ်ကာချက်ပေါ့ကတ်စင် Telegram မှာ digital version ကိုလည်းမျှဝေပါတယ်။ဇလာမဖ်ကာဟာဒါရီအားလုံးကိုထောက်ပံ့သူဂျင်းနီမြုံနှံသူဒါမှမဟုတ်ရန်ပုံဝင်မပါဘဲလှုပ်ဆောင်နေတာပါ။သူတို့ဟာရိုးရိုးရှင်းရှင်းစ조사အားထုတ်မှုနဲ့စိတ်အားထက်သန်မှုကိုသာအားကိုးနေပါတယ်။ဒီဇလာမဖ်ကာအဖွဲ့ဟာ တီထောင်သူတွေရဲ့မျှော်လင့်ချက်ကိုကျော်လွန်ပြီးကုန်လွန်ခဲ့တဲ့နှစ်တွေအတွင်းလှည့်မြန်သွားကြီးထွားလာခဲ့ပါတယ်။အသိဖွဲ့စည်းထားတဲ့ဇလာမဖကာအဖွဲ့ခွဲတွေဟာမဲလီတိုပိုတခုထဲမှာနေမဟုတ်ပဲခရိုင်းမီးယားဒိုနက်စ်လိုရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းရဲ့တခြားမြို့တွေနဲ့ဒေသတွေမှာပါပေါ်ထွက်လာခဲ့ပါတယ်။တရုတ်နဲ့အခြားနေရာတွေမှာပါဝင်လို့တဲ့အမျိုးသမီးတိုင်းသူတို့ရဲ့အခမ်းအနားကိုထမ်းဆောင်ဖို့ထမ်းဆောင်ဖို့ကြိုးစားခံရပါတယ်။ဥပမာအိမ်မှာပရင်တာရှိသူတွေကလက်ကမ်းစာဆောင်တွေနဲ့သတင်းတွေကိုထပ်မံရိုက်နှိပ်ပြီး သူတို့ရဲ့နေပြည်တော်မှာဖြန့်ဝေနိုင်ပါတယ်။ဒါမှမဟုတ်ဇလာမဖ်ကာရဲ့လှုပ်ရှားမှုတွေကိုဆိုရှယ်မီဒီယာပေါ်မှာအွန်လိုင်းကနေပြန်ပွားအောင်လုပ်နိုင်ပါတယ်။တီထောင်သူတို့ကကျမတို့မှာလိုအပ်တာကစိတ်အားထက်သန်မှုလှုံ့ဆော်မှုနဲ့အောင်မြင်မှုပေါ်ယုံကြည်ခြင်းတွေအထူးကလိုအပ်ပါတယ်။ရုပ်ဝတ္ထုဆိုင်ရာကိစ္စတွေကကျမတို့ရဲ့အထူးကဥစားပေးမဟုတ်ပါဘူး။ငွေကြေးလည်းလိုအပ်တာပေါ့။ဒါပေမဲ့အဲ့ဒါကအရာအလုံးရဲ့အဆုံးအဖြတ်မဟုတ်ပါဘူး။ကျမတို့တကယ်လိုအပ်တာက ပိုများတဲ့မျက်လုံးနဲ့နားတွေပါလူတွေကဆက်လက်ခုခံမှုလိုအပ်ပြီးသူတို့ရဲ့ကြိုးပမ်းမှုတွေက အချင်းနီးမဖြစ်ဘူးလို့ခံစားရဖို့လိုပါတယ်လို့ပြောပါတယ်ယူကရိန်းကနေဒါမှမဟုတ်စစ်မြေပြင်ကနေသတင်းကောင်းတွေရောက်လာတဲ့အခါတိုင်းဇလာမက်ကတက်ကြွလှုပ်ရှားသူတွေရဲ့ဥယေဟာတိုးလာတာကိုသတိပြုမိပါတယ်လူတွေဟာလှုံ့ဆော်ခံရပြီးနောက်ထပ်မံလှုပ်ရှားဖို့အသင့်ဖြစ်လာကြပါတယ်ဒါပေမဲ့စန့်ကျင်ဘက်အနေနဲ့လည်းလူတိုင်းကအွန်လိုင်းမှာဖတ်နေကြပြီး ဆရာထက်တန်မှုရောကြဖို့ကိုလည်းလွယ်ကူလွန်ပါတယ်။ဒီလှုပ်ရှားမှုမှာပါဝင်နေတဲ့အမျိုးသမီးတွေဟာဖမ်းဆီးခံရရင်ဒါမှမဟုတ်သူတို့ရဲ့အထောက်အထားတွေကိုပေါ်ထွက်သွားရင် ပြင်းထန်တဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမှာပါ။ရုရှားတွေကဒီလှုပ်ရှားမှုနဲ့ဆက်ဆက်နေသူတိုင်းကို ပြင်းပြင်းထန်ထန်ရှာဖွေနေပါတယ်။သူတို့ဟာလမ်းပေါ်မှာလူတွေကိုရက်တန့်ဆစ်စေတာဂျပန်ရှာဖွေမှုတွေလှုပ်ဆောင်တာမဲလဒိုဘိုတဝိုက်မှာစောင့်ကြည့်ကင်မရာတွေတပ်ဆင်ထားပြီးပြည်သူခုခံသူတွေကိုလက်တင်ဖမ်းဖို့ကြိုးစားနေပါတယ်။ မျက်နှာမှတ်မိစနစ်တွေတက်ဆင်ဖို့လည်းအစီအစဉ်တွေရှိနေပြီးဒါဟာရုရှားတွေအတွက်ခုခံရေးအဖွဲ့ဝင်တွေကိုပေါ်ထုတ်ဖို့ပိုလွယ်ကူစေပြီးဇလာမက်ဖကာအဖွဲ့အတွက်လှုပ်ရှားဖို့ပိုခက်ခဲစေမှာပါဒါတွေကြောင့်ဇလာမက်ဖကာအဖွဲ့ဝင်တွေဟာသူတို့ရဲ့ဆက်သွယ်ရေးမှာအလွန်လျို့ဝှက်ထားရပြီးလှုပ်ဆောင်တဲ့လုပ်ရတိုင်းမှာတတိထားရပါတယ်ဇလာမက်ဖကာတို့ဟာလုပ်ငန်းဆောင်ရွက်မှုအားလုံးကိုစာဝတ်ထားတဲ့ Telegram channel ကနေလှုပ်ဆောင်ပါတယ်ဒါကရုရှားစစ်သားတွေသူတို့ရဲ့ message တွေဒါမှမဟုတ် လှုပ်ရှားမှုတွေကို ခိုးယူထောက်လှမ်းတာကိုတားဆီးဖို့ပါပဲအဖွဲ့နဲ့လက်တွဲလှုပ်ကိုင်ခြင်းသူတိုင်းဟာအရင်ဆုံး Zalamafka Telegram chatbot နဲ့ဆက်သွယ်ရပြီးအဲ့ဒီကနေ Zalamafka ကောင်းဆောင်တွေစီဆက်သွယ်ပေးမှာဖြစ်ပါတယ်ကောင်းဆောင်တွေကခုခံရေးဆိုင်ရာလှုပ်ဆောင်မှုနဲ့လှုပ်ရှားမှုတွေကိုတာဝန်ပေးပါတယ်အထောက်ထားအားလုံးကိုအမိမဖော်ဘဲထားရှိပြီးကိုယ်ရေးအချက်အလက်အားလုံးကို အလွန်လျှို့ဝှက်စွာကာကွယ်ထားပါတယ်အဖွဲ့ဝင်တွေကိုလည်း VPN သုံးတာ message မှတ်တမ်းတွေဖြတ်တာလို့ခိုင်မာတဲ့ cyber လုံခြုံရေးအလေ့အကျင့်တွေကိုလိုက်နာဖို့တိုက်တွန်းထားပါတယ်။ Zalamafka အဖွဲ့ဝင်တအူးကကျမတို့ဟာတကယ့်နာမည်တွေဒါမှမဟုတ်တယောက်ယောက်ရဲ့အထောက်အထားကိုဖော်ထုတ်နိုင်တဲ့အချက်လက်တွေကိုဘယ်တော့မှမတောင်းပါဘူး။စက်သွယ်ရေးကိုလုံခြုံတဲ့ message app တွေကတွေတဆင့်ပဲလှုပ်ဆောင်ပါတယ်။ဒါအပြင် cyber လုံခြုံရေးအကြောင်းအမြဲသတိပေးထားပါတယ်။ချက်တွေရှင်းပြတာအရေးကြီးတဲ့အချက်လက်တွေကိုမသိမ်းထားတာတွေလို့ကိစ္စတွေပါလို့ရှင်းပြပါပါတယ်။ ဒီအားလုံးရဲ့ကြောင်းပြချက်ကယူရှင်းပါတယ်။ဖန်စီခံရရင်ဇလာမဖ်ကာဖွဲ့ဝင်တွေဟာရုရှားစစ်သားတွေရဲ့ဖန်စီမှုတရားစွဲဆိုမှုရိုက်နှက်မှုညှဉ်းပန်းနှိပ်စက်မှုဒါမှမဟုတ်အသက်ခံရတာမျိုးရင်ဆိုင်ရနိုင်ပါတယ်။ဒါပေမဲ့ဒီရဲရင်တဲ့မျိုးသမီးတွေဟာဆက်လက်စ조사နေကြပါတယ်။သူတို့ဟာစတေဂါရီလက်ကမ်းစာတောင်တွေပိုစတာတွေသတင်းလွှာတွေကိုဆက်လက်ဖြန့်ဝေနေကြပါတယ်။မျိုးလန်းတွေတဲ့ကိုထွက်လာပြီးသူတို့ယုံကြည်တဲ့အရာတွေအန်ဒီယယ်ရီနဲ့ရင်ဆိုင်နေကြပါတယ်။ တီထောင်သူတို့ကဒီလိုပြောပါတယ်။အင်အားဆိုတာလူမှုထဲမှာရှိပါတယ်။ကျမတို့တဦးစီမှာဒီကဘာကိုကူညီဖို့တခုခုလှုပ်ဆောင်နိုင်တဲ့စွမ်းအားရှိပါတယ်။လက်ကမ်းစာတောင်တခုကစားလို့ကဘာအာနာယနေရာတွေမှာကြီးမားတဲ့ဆုံးဖြတ်ချက်တွေအထီးပါ။ကျမတို့ဒီမှာရှိနေပြီးအရာအလုံးကိုရင်ဆိုင်ရင်းဆက်လက်ခုခံနေပါတယ်။ဘာကြောင့်လဲဆိုရင် မကောင်းမှုကို အနိုင်ယူခွင့်မပေးပါဘူး။ကျမတို့နဲ့အတူကျမတို့အတွက်တိုက်ပွဲဝင်ပေးပါလို့တိုက်တွန်းပါတယ်။ဟုတ်ပါတယ်။ ဇလာမဖ်ကာဟာယူကရိန်းမှာရှိတဲ့တခုရီးသော ခုခံရေးအဖွဲ့မဟုတ်ပါဘူး။တရံဝင်တက်မတော်မှာဆိုင်ရဲမဝင်ထားပေမဲ့ရုရှားကျူးကျော်သူတွေကိုအနှောက်အယှက်ဖြစ်စေဖို့မစ်ရှင်တွေတိုက်ခိုက်မှုတွေနဲ့သူတို့ရဲ့ကိုပိုင်အစီအစဉ်တွေကိုလှုပ်ဆောင်နေတဲ့အခြားလူအုပ်စုတွေအများပြားရှိနေပါတယ်။တကယ်တော့ attach လို့ခေါ်တဲ့နောက်ထပ်အဖွဲ့တစ်ခုက Crimea ဘာသာစကားမှာမီးလို့အဓိပ္ပာယ်ရတဲ့နာမည်ပါ။မကြသေးခင်ကရုရှားယထာလန်ကိုပိတ်မှတ်ထားခဲ့ပါတယ်။ဇွန်လတရက်မှာ attach က တည်သူကာဝယ်ရေးတပ်ဖွဲ့တွေဟာယထာတစဉ်မဟုတ်ဘဲအသစ်တိဆောက်ထားတဲ့ဖိုနိုကာ မာရီယိုပိုးယထာလမ်းပေါ်ကဆက်သွယ်ရေးတက်တာ relay box တခုကိုဖြတ်စည်းခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ